ေးတာကသွားတယ်မသွားတယ်ကိုလူစီဆုံးပြပါစေလို့ပြောတော့လူစီလေးက "तू မတန်ငယ်ချက်တိုးဆောင်နဲ့စီသွားလေကြမယ်"လို့ပြောလိုက်ကဆောင်းရသည်မို့အရင်ချမ်းသာကြောင့်ပီတာကမော်ပီဒိုထက်ကအနေထည်တွေကိုတယောက်တစ်ထည်စီပေးလိုက်ရင်မောင်နှမတွေအားလုံးလူစီပြောတဲ့တိုးဆောင်နဲ့စီကိုထွက်လာကြပါတယ်။တိုးဆောင်နဲ့အိမ်ကိုရောက်ချိန်မှာတော့အိမ်ထဲမှာပစ္စည်းတွေကတယောက်ယောက်ကချပွေထားသလိုပြန့်ကျင်းနေပြီးတတိပိစာတစ်ခုကိုလည်းတတိပိစာမှာတော့တိုးဆောင်နဲ့ဟာလူသားတွေနဲ့ဆက်သွေးခဲ့တာကြောင့်နန္ဒီယာပီယမကြီးကတိုးဆောင်နဲ့ကို ုအပြစ်ပေးဖို့ဖန်ကိုသွားတဲ့စာဖြစ်နေပါတော့တယ်။ထိုရှင်ဆူဆန်းကသူ့တို့ပြန်တဲ့ပြီလို့ပြောတော့လူစီလေးကဝန်းနေစွာနဲ့ပဲသူ့တငယ်ချင်းတိုးဆောင်နှက်ကိုသွားခဲ့ကြဖို့ပူစားတဲ့အခါဆူဆန်းကလက်မခံဘူးလို့ပြောနေချင်းအိမ်ပြန်ဖက်မှာငှက်တဲ့ကောင်ရဲ့အိုးတန်းကြောင့်ဆူဆန်းကငှက်ဟာသူ့တို့ကိုတခုခုပြောနေတယ်ဆိုကအပြင်ကမွန်မလေးယောက်လုံးထွက်သွားကြပါတယ်။ထိုချိန်မှာပဲနင်းတို့တွေကဖြန်တဲ့ကောင်ထွက်လာပြီးပီတာကအနားသွားပြီးဖြန်အားခေါ်တဲ့အခါဖြန်ကလူစကားထပြောတာကြောင့်မွန်မလေးယောက်လုံးအံ့ဩသွားကြပါတယ်။ချက်ပြီးဖြန်ကလူစီနာမည်ကိုခေါ်ခါလူစီတိုး ော့နှက်ကိုပေးခဲ့တဲ့လက်ကိုက်ဘဝလေးကိုထောက်ပေးရင်ဒီနီယန်ကမလုံခြုံတာကြောင့်သူ့အီကိုလိုက်ခဲ့ဖို့လူစီတို့မွန်နမကိုခေါ်လိုက်ပါတော့တယ်သူ့အီကိုရောက်ချိန်မှာတော့ပီတန်ကတိုးဆောင်နှက်ကိုကေးဖို့အခွင့်လန်းရှိလားလို့မေးလိုက်တဲ့အခါအခွင့်ရေးချပြီးအားလန်ပြန်ရောက်နေပြီလို့ဖြန်ကပြောလိုက်ပါတယ်အင်ဒမန်ကအားလန်မဆိုတာဘာတူလဲလို့မေးလိုက်တော့ဖြန်ကအားလန်ကနန်နီယာရဲ့ဘရင်အစ်စ်လို့ပြောပြလိုက်ပြီးပီတာတို့မွန်နမလေးယောက်လုံးကိုကြောက်ဖြာပေါ်မှာစစ်တပ်တစ်ခုနဲ့အတူအားလန်ကစောင့်နေတယ်လို့ပြောပြလိုက်ပါတယ်ထို့နောက်မှာတော့နန်နီယာမှာချစ်ပြင်းနှစ်မိုက်တစ်ခုရှိခဲ့ပြီးထို့နှ မိုက်ကအာဒန်နဲ့အင်ဝါတို့ရဲ့သားလေးယောက်ကအဖြူရောင်ဆုံးမကိုအနိုင်တိုက်ခါနာနီယောက်ကိုပြန်လည်ငြိမ်းချမ်းစေလိမ့်မယ်လို့ပြောလိုက်ပါတယ်။ပီတာနဲ့ဆူဆန်တို့ကအချိန်မြင့်မချိတဲ့ဖြန့်ရက်စကားကိုလက်မခံကြပြီးအိမ်ပြန်ဖို့အတွက်အင်ဒမန်ကိုခိုးလိုက်တော့ဆုံးမကြီးရဲ့ညှို့တာအားကိုခံထားရတဲ့အင်ဒမန်ဆိုတဲ့တကောကောင်ဆန်တဲ့ကောင်လေးကရှိမနေတော့တာကြောင့်မွန်နမ၃ရောင်လုံးထိုက်လက်ကုန်ကြပါတော့တယ်။ထို့အချိန်မှာအင်ဒမန်ကတော့ဆုံးမကြီးချိရအဖြူရောင်နန်းတို့ကိုပီတာတို့မသိအောင်ခိုးပြီးသွားနေနေပါပြီ။အင်ဒမန်လည်းထုဆန်တဲ့ကြောက်ရွံ့ကိုတွေ့လိုက်ရပြီးဆုံးမကြီးရဲ့အဆောက်ဖြစ်တဲ့နေခွေက ကကျမ်းပြုတ်ဖို့လောက်တော့အင်ဒမန်ကသူဟာအာရန်ရဲ့သားတော်ဖြစ်ပြီးဘုရင်မကြီးကခိုးထားတာလို့ပြောလိုက်တဲ့အခါအဆောက်တွေနဲ့နန်းတော်ထင်အင်ဒမန်ကိုဆုံးမကြီးထံခိုးသွားပေးပါတော့တယ်အင်ဒမန်ကဆုံးမကြီးထံရောက်လာချိန်မှာတော့တခြားမောင်နှမအများယုံလို့အကြံပေးဆက်တဲ့ဆုံးမကြီးကမေးလိုက်တော့အင်ဒမန်ကမပါလာဘူးလို့ပြောလိုက်ချိန်ဆုံးမကြီးကစိုက်ဆိုပြီးမျက်လုံးမျက်စံပြုတ်ထွက်မတဲ့အင်ဒမန်ကိုဟဲ့လိုက်ပါတော့တယ်အင်ဒမန်လည်းဆုံးမကြီးကိုလိုက်ပြန်လက်မတွေ့ကြောက်လန့်သွားပြီးဖြန်းလင်းမရအိမ်မှာရှိတယ်လို့အမှန်တိုင်းပဲပြောလိုက်မိပြန်ပါတယ်အင်ဒမန်ကထိုးအချိန်မှာ ာပဲဂျင်းလေးစကြောင်းလုံးတွေထဆားရအောင်မလားလို့မေးတော့ဇုံမကြီးကသူ့အကြံတွေမအောင်မြင်တာမို့သူမလက်ပါစိတွေကိုခေါ်ပြီးအင်တာမန်ကိုဖမ်းချုပ်ခိုင်းလိုက်ပါတော့တယ်။ဇုံမကြီးကတော့သူမရဲ့လက်ပါစိတွေဖြစ်တဲ့နှင်းကွေးတွေကိုဖြန်လင်မရအိမ်ကပီတာတို့မောင်နှမ၃ယောက်ကိုဖမ်းခိုင်းလိုက်ပါတယ်။ပီတာတို့မောင်နှမ၃ယောက်နဲ့အတူဖြန်လင်မရကလည်းဇုံမကြီးရဲ့အကြံစီကိုတဆားထားတာမို့ဇုံမကြီးရဲ့နှင်းကွေးတွေရောက်လာခြင်းနဲ့အတူမီးအောင်လှိုက်ကုန်းတွေကအလျင်အမြန်ပြဲအသက်လုံးထွက်ပြေးကြပါတယ်။အပြင်ဘက်ရောက်ချိန်မှာတော့လူစီလေးကကြောက်ရွံ့ဖြစ်နေ ေတဲ့ဖြန့်တွေကိုအမှတ်တမဲ့တိုက်လိုက်မိပါတယ်ထို့အခါဖြန့်လင်းမယမ်းမကဒါဟာသူတို့မိသားစုနေတဲ့ရွာလေးတစ်ခုဖြစ်ပြီးစုံမကြီးကြောင့်တရွာလုံးကြောက်ရွံ့တွေဖြစ်ကုန်တာလို့ဝန်းနေစွာနဲ့ပဲလူစီလေးတို့အာချင်းပြနေချိန်မှာပဲမြေခွေးတကောင်ကရောက်လာတာနဲ့ဖြန့်မရဲမြေခွေးတော်ဒေါသကြီးစွာနဲ့မင်းဟာတစ္ဆာဖောက်လို့ပြောလိုက်ပါတယ်မြေခွေးကအခုသူဟာတစ္ဆာဖောက်မဟုတ်တော့ကြောင်းအမြင့်မန်းရနေပြီဖြစ်ကြောင်းနဲ့သူတို့အာကူညီမဲ့သူဖြစ်ကြောင်းဖြန့်လင်းမယမ်းကိုချင်းပြလိုက်ပြီးအခုချိန်မှာသူတို့ညင်းနေရတဲ့သူတို့မြင်မြန်လှောက်ရှားမှဖြစ်မယ်လို့ပြောလိုက် ကပီတာတို့မောင်နှမသုံးယောက်နဲ့အတူဖြန့်လင်းမယားကိုတစ်ပင်ပေါ်တက်ပေါင်းခိုင်းလိုက်ပါတော့တယ်။ထို့တစ်ချိန်တည်းမှာပဲဆုံးမကြီးရဲ့နေခွေတွေရောက်လာပြီးမြေခွေကိုကတ်ချီကပီတာတို့မောင်နှမသုံးယောက်ကိုမေးလိုက်တော့မြေခွေလည်းမြောက်ဖက်ကိုထွက်ပြေးသွားကြတယ်လို့လိန်ပြောလိုက်ပြီးနေခွေအောက်စုကရကခေါင်းဆောင်ကတခြားမြေခွေများကိုအနက်ခံခိုင်းကလိုက်ရှာဖို့အမိပေးလိုက်ပါတော့တယ်။သူတို့ထွက်သွားချိန်ဖြန့်လင်းမယားကမြေခွေကိုဆုံးမရဲ့အစေခံတွေကြောင့်ကြားလိုက်တဲ့ဒဏ်ရာတွေကိုဆစ်ထစ်ပေးပြီးထို့နောက်မှာတော့မြေခွေကသူ့သွားရတော့မှကြောင့်ဖြန့် လင်မယားကိုသူ့ပေါ်နားလေပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့ပြောလိုက်ပါတော့တယ်ထို့နောက်မှာတော့ပီတာတို့မွန်မမ၃ယောက်ပဲလက်ခါသူ့ကိုအာလန်ကစစ်သားတွေစုပေးဖို့အကူအညီတောင်းထားတယ်လို့ပြောလိုက်ပြီးအကြီးဆုံးအကိုဖြစ်သူပီတာဘက်ကိုကြည့်ကအာလန်နဲ့အတူဆုံးမကိုတိုက်ခိုက်ခွင့်ရတာကကဲကောင်းတာပဲလို့ပြန်ပြောပြလိုက်ပါတော့တယ်ဆူဆန်ကသူတို့မောင်နှမတွေဘေးဆုံးမကိုမှတိုက်ခိုက်မှာမဟုတ်ဘူးလို့ညင်းလိုက်တဲ့အခါမြေခွေးကတော့ဟိုကင်းကတကယ်ဖြစ်လာပြီဆိုတာတေချာချောင်းထပ်မှန်ပြီးပီတာတို့မောင်နှမတွေကိုပြောပြလိုက်ပါတော့တယ်ပီ တာကတော့သူတို့ညင်အင်ဒမန်ကိုပဲပြန်လို့ချင်တယ်လို့သာပြောနေပါတော့တယ်အဖြူရောင်ဆုံးမကြီးရဲ့အကျဲထောင်တဲမှာတော့အင်ဒမန်ရဲ့ခြေထောက်များကိုတန်ကျုံးနဲ့ခတ်ထားပြီးမှုတ်တက်နေတဲ့အောင်မုံနဲ့ရေကြီးခင်းနေတဲ့ရေခွက်တစ်ခုကိုသာချက်ကျွေးထားပါတယ်ဒုက္ခအတိနဲ့အင်ဒမန်စစ်ညစ်နေချိန်အကျဲထောင်တာဖက်မှာတန်ကျိုးခက်ကအဖမ်းခံနိုင်ရတဲ့ဒေါဆောင်နဲ့ကပေါင်မုံကိုအင်ဒမန်မစားပါကသူ့ကိုကျွေးရန်ပြောလိုက်ပြီးလူစီလေးရောလုံရှုံလားဆိုကလူစီကိုတည်င်းမင်းနေပါတော့တယ်ပီတာတော့၃ယောက်ကိုရှာမတွေ့ခဲ့တဲ့အဖြူ ောင်ဆုံးမကြီးကအက်ဒမန့်ကိုဖမ်းချုပ်ထားတဲ့နေရာကိုရောက်လာပြီးအက်ဒမန့်ကိုသူ့မောင်နှမတွေပမာလဲလို့ထပ်မံပြီးမေးလိုက်ပြန်ပါတယ်အက်ဒမန့်ကသူတေချာမသိဘူးလို့ပြောပြလိုက်တော့ဆုံးမကြီးကအက်ဒမန့်ကိုချင်းချောက်လိုက်ချင်းအက်ဒမန့်ကကြောက်သွားတာကြောင့်ဖြန်လင်မယားကအားလမ်အကြောင်းကိုပြောနေကြတာသူကြားလိုက်တယ်လို့ပြောလိုက်မိပြန်ပါတယ်ဆုံးမကသူမအဆောင်ကိုခိုးခါတိုးဆောင်နှံ့ကိုလွှတ်ခိုင်းလိုက်ပြီးအက်ဒမန့်အချင်းကိုပို့ကတိုးဆောင်နှံ့ကိုအဖမ်းခံရတာဟာအက်ဒမန့်ကတိုးဆောင်နှံ့အကြောင်းကိုပြောပြလိုက်လို့ န်းခံရတာလို့တောဆာနိုင်ကိုပြောပြလိုက်ပြန်ပါတယ်ထို့နောက်တောဆာနိုင်ကိုအပြင်ကိုထောက်လိုက်ပြီးသူမလက်ပါစီတွေကိုလည်းအင်ဒမန်ကိုခေါ်ခါကျမွန်မတ်၃ယောက်ကိုရှာဖို့အတွက်အသည့်ပြင်ခိုင်းလိုက်ပါတယ်ပြီးတော့မွန်မတ်၃ယောက်နဲ့ဖြန်လင်မီယာကတော့အာမလမ်စတက်ရှိရာကြောက်စပွဲကိုသွားဖို့အတွက်ရေကိမြစ်ကိုဖြန်ရမှာဖြစ်ပြီးရေကိမြစ်ကလည်းခင်းနေတာနှစ်တရာရှိပြီလို့ဖြန်လင်မီယာကပြီးတော့မွန်မတ်၃ယောက်ကိုပြောပြလိုက်ပါတယ်ဇုံမကြီးကလည်းအင်ဒမန်ကိုခေါ်ခါပြီးတော့မွန်မတ်တွေကိုဘန်းဖို့အတွက်သူမနန်းတို့မှာထွက်လာနေပါတယ် ်ပေသားတို့မောင်နှမ၃ယောက်နဲ့အတူဖြန့်လင်းမရကရေကင်းမြစ်ကိုဖြတ်ဖို့အတွက်သွားနေကြချင်းသူတို့အနောက်မှာမြင်းသားတစ်စီးကအပြေးနှင်လာတာကြောင့်ပေသားတို့အောက်စုလက်ဆုံးမကြီးလို့ထင်မှတ်ကကြေးကြရပြန်ပါတယ်တတိုးသေးကိုရောက်ချိန်မှာတော့လုံရှုံမဲလို့ထင်ရတဲ့နေရာတစ်ခုမှာပုံလိုက်ကြပြီးနှင်းခွေးတွေလာမရှာတာရိတ်စားမိတဲ့ဖြန့်တီးကသူအပြင်ထွက်ကြည့်လိုက်မယ်လို့ဆိုကခဏအကြံမှာတော့ပေသားတို့ကိုထွက်လာခဲ့ဖို့ပြောပြလိုက်ပြန်ပါတယ်ပေသားတို့လည်းထွက်လာကြပြီးအပြင်ရောက်ချိန်မှာတော့မြင်းလေးစည်းလာတဲ့သူကဆုံးမ မှမဟုတ်ပေခရစ်စမတ်ဖိုးဖို့ဖြစ်နေပြန်ပါတယ်ခရစ်စမတ်ဖိုးဖို့ကနာနီယာမှာခရစ်စမတ်မရှိတာကြာပြီဖြစ်ပြီးမကြခင်မှာတော့မင်းတို့ရောက်ခရစ်စမတ်လည်းရှိလာတော့မှာမို့လက်ဆောင်အနေနဲ့ခရစ်စမတ်ဖိုးဖို့ကလူစီကိုသေစေနိုင်တဲ့ယောဂအားလုံးကိုကုသပေးနိုင်တဲ့မီးပန်းပွင့်ဝိတ်ကြီးဆေးပလင်တစ်လုံးနဲ့တမြောင်အသေးတစ်ခုကိုလည်းပေးလိုက်ပါတယ်သူဆိုင်ကိုတော့ယုံကြည်မှုနဲ့ဖြစ်ပါကဘယ်တော့မှမလွေးတဲ့လေးများတလက်နဲ့သူ့မှတစုံတစ်ခုဖြစ်ပါကအကူကြီးတောင်းဖို့အတွက်ကြွေးကြော်တစ်ခုကိုလည်းပေးလိုက်ပါတယ်ပီတာကိုတော့ဒ ာတလင်းနဲ့ဒိုင်းကာတစ်ခုပိတ်ကသူတို့ဟာအယောက်တွေမဟုတ်ပဲလက်နက်တွေဖြစ်တာကြောင့်အကျိုးရှိရှိအတုံးချဖို့ပြောလိုက်ပြီးနောက်ဆက်ရင်းနဲ့ဆောင်းရတီကမကြခင်မှာကုံတို့မှာဖြစ်ကြောင်းပြပြလိုက်ပါတယ်ပီတာတို့လည်းအာနမ်ရှိရဘက်ကိုခရီးဆက်နေခဲ့ကြပြီးရေကင်းမြစ်ကိုရောက်ချိန်မှာတော့ရေကွေးတွေကအေးပြိုနေကြပြီးဖြစ်ပြီးဆုံးမကြီးရဲ့လက်ပါစေနှင်းကွေးတွေကလည်းနောက်မှကပ်ပြီးလိုက်လာကြပါတယ်ပီတာတို့မွန်မတ်၃ယောက်နဲ့ဖြန်လေးမဲရောက်တော့ရေကင်းမြစ်ကိုအသေးအတန်ပဲဖြတ်ကူးနေကြစေဆုံးမကြီးနှင်းကွေးတွေက ရောက်လာကြပြီးပီတာတို့ကိုတိုက် ်ထိုက်ကြားချိန်မှာတော့ပီတာကသူ့ညီမနှစ်ယောက်နဲ့ဖြန့်လဲမရကိုသူ့ကိုကင်တာဟုဆိုခါတအိမ်ထဲမှာဓာတ်ကိုထုတ်ပြီးရေကြီးကိုခွေရင်ရေစီးအတိုင်းလိုက်သွားကြပါတော့တယ်မြစ်တစ်ဖက်ကန်းကိုပီတာတို့ရောက်ချိန်မှာတော့ဆောင်းရသည်ကုန်ပြီးဖြစ်တာကြောင့်နင်းတွေကအရေးပြောကတိုးအောက်အတွက်စိမ့်စုံနေပါတော့တယ်ဆုံမကြီးကတော့ပီတာတို့ကိုဖမ်းမမိတာကြောင့်ဒေါသဖြစ်နေချင်းသူမရဲ့လက်ပါစင်နှင်းခွေများကမြေခွေးကိုဖမ်းလာကသူကတစ္ဆာဖောက်လို့ပြောလိုက်ပါတယ်ဆုံမကြီးကမြေခွေးကိုပီတာတို့ ဘေးကိုဥတီသွားကြတာလေလို့မေးတော့မြေခွေးကမဖြေတာကြောင့်ဆုံးမကြီးကတက်ဖို့လုံနေစဉ်အင်တမန်ကဒါကပီတာတို့ကအာလမ်မြစ်စတက်ရှိရာကိုသွားနေကြတာလို့ထက်မှန်ပြီးဆုံးမကြီးကိုပြုတ်ပြလိုက်ပြန်ပါတယ်ဆုံးမကြီးက "तू မမေးတာမဖြေတဲ့မြေခွေးကိုလည်းဒေါသထွက်ပြီးကြောက်ရွံ့အသွင်ကိုပြောင်းလိုက်ပြီးနောက်အင်တမန်ဘက်ကိုလှစ်ကပါတချက်ရိုက်လိုက်ရင်အင်တမန်ကို"မင်းက तू မဖက်ကလားအာလမ်ဖက်ကလား"လို့မေးလိုက်ပြီး "तू မအစေခံတွေကိုခေါ်ကစစ်ပွေးစဖို့ပြောလိုက်ပါတယ်ပီတာတို့လည်းအာလမ်တို့စစ်တက်ရှိရာကြောက်ဖြာကိုရောက် သွားချိန်မှာတော့စစ်သားတစ်ယောက်ကိုပီတာကတအိမ်ထဲမှာဓားကိုထုတ်လိုက်ပြီးသူတို့ဟာအာလမ်ကိုတွေးဖို့လာကြတာလို့ပြောလိုက်ပါတယ်။ထိုချိန်မှာပဲအိမ်ထဲမှာအာလမ်ထွက်လာတော့စစ်သည်တွေကဒူးထောက်ကအယိုသည်ပေးကြပါတော့တယ်။ပီတာတို့လည်းဒူးထောက်ကအယိုသည်ပေးလိုက်ပါတယ်။အာလမ်ကပီတာတို့မောင်နှမကိုကြိုဆိုကြောင်းအာလမ်နဲ့အင်းဝါရဲ့သားသမီးတွေလို့ဆိုကနှုတ်ဆက်လိုက်ပြီးနောက်တစ်ယောက်ကဗမာလေးလို့အာလမ်ကမေးလိုက်ပါတယ်။ထိုချိန်ပီတာကသူတို့ညီကိုဆုံးမကဆွေးဆောင်ပြီးဖမ်းထားတယ်လို့ပြောလိုက်တော့အာလမ်ကဘလို့ ဖြစ်တာလေလို့မေးလိုက်တဲ့အခါအာလန်အာပီတာက ပြန်ဖြေဖို့စွတ်အနေချိန်မှာပဲပြန်လင်မယားကအင်ဒမန်ကသူတို့ကိုတစ္ဆာဖောက်သွားတာလို့ဝင်ဖြေလိုက်ပြန်ပါတယ်စစ်သားတွေကလည်းစုမြန်သားကသူတို့ကိုတစ္ဆာဖောက်တာကြောင့်